ဒါယနာသုံးဒါယနာနတ်သားဟာပုရဏဒိဋ္ဌကရောတဲ့62ပါးသောမိစ္ဆာဒိဋ္ဌိအယူတွေကို အရင်တော့ကပြုတ်လောက်ဖူးတယ်နတ်သားနတ်သားသူရနာမေယဒါယနာဒါနာဆိုတဲ့နတ်သားကမားတဲ့အယူအဆတွေဖြစ်တဲ့မိစ္ဆာဒိဋ္ဌိ62ပါးတဲ့ကတချို့မိစ္ဆာဒိဋ္ဌိမားတဲ့အယူဝါဒတွေကိုဒီသူကထူထောင်ခဲ့ဘူးတယ်အဲ့ဒီအယူဝါဒတွေကိုဒီဟာတွေကဒီဟာတွေကအမှန်တရားပဲဒီဟာတွေကတကား ဟောဒီလိုအယူဆကသာမှန်တယ်ဆိုပြီးတော့အယူဆတွေကိုသူကတင်ပြခဲ့ဘူးတဲ့ထုတ်ဖော်ပြခဲ့ဘူးတဲ့တိဆောက်ခဲ့ဘူးတဲ့အဲဒိဋ္ဌကရပေါ့နော်အဲဒါဆိုရင်ဒိဋ္ဌကရနဲ့ဒိဋ္ဌိယနဲ့တော့မတူဘူးဒိဋ္ဌိယကတော့နောက်လိုက်ဒီအနေနဲ့ပြောမှာတော့အယူဆတွေကိုနောက်ကလိုက်တာဒိဋ္ဌကရကတော့အယူဆတွေကိုစပြီးတော့ဖော်ထုတ်တာအဲ့လိုအယူဆမှတဲ့အယူဆတွေဖြစ်တဲ့မေဇာတဲ့62ပါးတွေကိုတိဆောက်တဲ့ပုံကိုယ်တွေတော့မှနတ်ပြည်ရောက်တယ်ဆိုတဲ့အိဗယ်ဒီထဲမှာပါနေတာနော် ။ဘာကြောင့်နှပ်ပြီးရောက်တာလဲဆိုတော့အေးတဲ့မိစ္ဆာတဲ့တိယူဆတယ်လို့ပြောပေမဲ့လည်းပဲတဲ့တချို့မိစ္ဆာတဲ့တိယူဆတယ်စောက်တဲ့ပုံကိုယ်တွေကြတော့ကမ္မဝါဒီတဲ့။ကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးရတယ်ဆိုတဲ့အယူဆကိုတို့ကလက်ခံကြရတယ်တဲ့။အဲ့တော့ကမ္မဝါဒီရှိတာဖြစ်တဲ့အတွက်ကြောင့်တာယနာနတ်သားကလည်းပဲကောင်းတာမကောင်းတာကောင်းတဲ့အကျိုးမကောင်းတဲ့အကျိုးတွေကိုသူကလက်ခံတဲ့အတွက်ကြောင့်တာယနာအာချစ်တာယနာဆိုတဲ့ပုံကိုကြီးကလည်းပဲလူပြည်လုံးကကောင်းတာတွေသူလောက်ခဲ့တာတွေအများကြီးပဲ။ဘာတွေလောက်ခဲ့လဲဆိုတော့ဥပဒ္ဒထဘတ်လို့ခေါ်တဲ့ ။တပတ်မှာတစ်ခါလူတဲ့အလူတွေကိုလည်းပဲသူလူခဲ့ဘူးတယ်။ပြီးတော့ခိုးခိုးရမယ်၊စားရမယ်၊တောက်ရမယ်၊နေရမယ်ပုံကိုတွေကိုလည်းပဲအဝတ်အစားတွေကိုလည်းပဲသူလူခဲ့ဘူးတယ်။ပြီးတော့နေရအစားအုပ်တွေကိုလည်းပဲသူလူခဲ့ဘူးတယ်။ပြီးတော့သူတရားတွေတို့ပြီးတော့ရေကန်တွေတို့ကိုလည်းသူလူခဲ့ဘူးတယ်။စသဖြင့်ပေါ့ စာဝတ်နေကျမ်းမာရေးနဲ့လိုအပ်တဲ့အရာတွေကျန်တဲ့လိုအပ်တဲ့ပုံကိုယ်တွေကိုသူဟာလူတဲ့အလူတွေကိုလူခဲ့တာတွေသီလစောင့်တည်ခဲ့တာတွေသူလောက်ခဲ့သေးတယ်တဲ့အဲ့လိုလောက်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေအေးကျောင်းနဲ့သူဟာဟောဒီနတ်ပြည်မှာဖြစ်ရတာတဒါနနတ်သားကသူဟာစဉ်းစားတယ်ငါအယူဆတွေဒီလိုတွေယူဆပြတင်းပြခဲ့ပေမဲ့လည်းပဲအဲ့ဒီအယူဆကနောက်ဆုံးပန်းနိုင်ထိမရောက်ဘူးထွက်မြောက်ဖို့ရာအတွက်အထိအေးသူဟာဗာလဲဆိုတော့ ရောက်အောင်လုပ်မပေးနိုင်ဘူးမြတ်စွာဘုရားယတနာကတော့ထွက်မြောက်အောင်လုပ်နိုင်တယ်ဆိုတော့ယုံကြည်မှုသူရှိပြီးတော့နော်သူကနတ်ပြည်ရောက်တဲ့အခါကျမှသူကအမြင်တွေပိုးကျဲပြီးတော့ဘာဖြစ်လဲဆိုတော့မြတ်စွာဘုရားစီလာလျှောက်တယ်လားဇေတဝန်ကြောင့်မှမြတ်စွာဘုရားသတင်းသုံးနေတဲ့အချိန်အဲ့ဒီဒါနနတ်သားကမြတ်စွာဘုရားကိုဟောဒီကာထာတွေလျှောက်တာဒီကာထာတွေကောင်းတယ်စေနာသောတံပရကမကာမေပနုဒ္ဒဗျမနာဗျမနာမြတ်စွာဘုရားယဟန်တော်ရဲ့အနေနဲ့ ဒုက္ခတွေကလွတ်မြောက်ခြင်းနဲ့ဆိုရင်နံပါတ်၁စိဏသောတံပရက္ခမသောတံတဏဆိုတဲ့ရေအရင်ကိုပရက္ခမလုံးလာပြီးစိဏဖြတ်ပါဒုက္ခတွေကလွတ်မြောက်ခြင်းနဲ့ပုံကိုယ်တွေကအရင်ဆုံးတဏဆိုတဲ့တဏရေအရင်တွေကိုအရင်ဆုံးကြိုးစားပြီးတော့ဖြတ်ဦးဇင်းတို့ဘုန်းကြီးဝတ်တဲ့ဆိုဘာကြောင့်ဘုန်းကြီးဝတ်နိုင်တာလဲအတွေ့အတာတွေအနှောင်အဖွဲ့တွေကိုအရင်ဆုံးဖြတ်နိုင်လို့တာလဲဘုန်းကြီးဝတ်နိုင်တာဒါကြောင့်အရင်ဆုံးဘာလို့ရတာလဲဆိုတော့တဏကိုအရင်ဆုံးကြိုးစားပြီးတော့ဖြတ်တဏတော့တော်တော်တဏနဲ့ဖြတ်ဖို့မလွယ်ဘူးဒါကြောင့်ပရက္ခမနော် လုံးလာပြုတ်ပြီးတော့ကြိုးစားပြီးတော့အရင်ဆုံးဖြတ်ပါတဲ့နောက်နံပါတ်နဲ့တဏှာဖြတ်ပြီးတော့ဘုန်းကြီးဖြစ်သွားပြီဆိုရင်နံပါတ်နဲ့ဘာလုပ်ရမလဲကာမေပနုဒ္ဓါကာမဂုဏ်တွေကိုနှုတ်ပြလိုက်ကာမဂုဏ်ဆိုတာဝတ္ထုကာမနဲ့ကိလေသာကာမဝတ္ထုကာမနော်တော်ဆွဲလန်းစရာလိုချင်စရာမမောစရာဖြစ်တဲ့အစဉ်အတန်အနအရသာဖြစ်တွေ့ဆိုတဲ့ဝတ္ထုကာမတွေကိုလည်းပဲဝေးဝေးရှောင်ကိလေသာကမတကယ်လို့ရှောင်လို့မရလို့တွေ့လာပြီဆိုရင်လည်းလိုချင်စိတ်တွေမဖြစ်အောင်ကြိုးစားဒါကြောင့်နံပါတ်နဲ့အနေနဲ့ကာမတွေကိုနှုတ်ပြလိုက်ပါ နံပါတ်နဲ့ဒါမှသူကဘုန်းကြီးဖြစ်ရကျော်နတ်ပဲနိဗ္ဗာန်နဲ့ပိုနီးမယ်ပေါ့ဘာကြောင့်ကာမတွေကိုနှုတ်ပြခိုင်းတာလဲဆိုတော့နဗဟာယမုဏိကာမေမုဏိယဟန်တွေအနေနဲ့ကာမေအဲ့ဒီကာမဂုဏ်တွေကိုနဗဟာယမပယ်နိုင်ဘူးဆိုရင်ဧကတံဧကတံဆိုတာဇံကိုနဥပပစ္စတိမရောက်နိုင်ဘူးဇံမရနိုင်ဘူးကာမဂုဏ်တွေမှမပယ်နိုင်ဘူးဆိုရင်ဇံမရနိုင်ဘူးဘာကြောင့်ဇံကိုဧကတံလို့ခေါ်လဲဆိုတော့ဧကတခုသော အတ္တနော်အာယုံအာယုံတစ်ခုတည်းပဲဇန်နေဆိုတာဥစဉ်တော့တည်ပြီးသားပဲသမထပွားများတဲ့အခါကျတော့ကတ္တိုင်းစားတဲ့အာယုံတစ်ခုတည်းပဲထားတယ်။ကျန်တဲ့အာယုံတွေမရောက်ရဘူး။အာယုံတစ်ခုတည်းမှာသမာဓိကောင်းကောင်းရပြီဆိုရင်သမာဓိတွေခိုင်မာသွားပြီဆိုရင်ဇာဇန်အဆင့်ကိုရောက်သွားတာပဲ။ဒါကြောင့်ကာမအတွေကိုဘာကြောင့်ပယ်ခိုင်းရတာလဲဆိုတော့ကာမကုံမပယ်နိုင်ဘူးဆိုရင်နိဗ္ဗာန်မပြောပါနဲ့နိဗ္ဗာန်ရဲ့အခြေခံသမာဓိထူထောင်တဲ့ဇန်တော်မှသူမရနိုင်ပါဘူးတဲ့။ဒါနံပါတ်1ပေါ့။နောက်နံပါတ်3 ကိရာစေကိရာထေနံတော့တော့မဟုတ်သေးပါဘူးကိရာစေကိရာထေနံလှုပ်တဲ့နဲ့အလုပ်တွေကိုလှုပ်ပါဒါနမေနံပရကမေအဲ့လိုလှုပ်တဲ့နဲ့ဝရိယကိုလှုပ်တဲ့နဲ့အလုပ်ကိုလှုပ်တဲ့နေရာမှာဝရိယကိုအလုံးကဝရိယကိုလှုပ်တဲ့နေရာမှာဒါနံပရကမေမြဲမြဲမြန်မြန်ခိုင်ခိုင်မာမာလှုပ်ကြပါအားထုတ်ရမယ်ဦးဇင်းတို့စလှုပ်တဲ့ စာလုံးတဲ့နေရာမှာစာလုံးတင်တယ်စာလုံးပြီဟုတ်ပြီလုံးပြီဆိုတဲ့နေရာမှာဘာဖြစ်မလဲဒန်လဗရက်ကမေဒန်လဗရက်ကမေမြင်းမြဲမြန်မြန်လောက်ရမယ်ငါစိတ်ပါတဲ့အခါကျတော့မလုံးစိတ်မပါတဲ့အခါကျတော့မလုံးဟုတ်လားအဲဟိုပါလို့ဆိုတော့ဟိုသူကနော်အဘလုံးမရှိတဲ့အခါကျတော့လာဝင်လောက်လိုက်တယ်လောဝတခြားဟာရှိပြီဆိုရင်တော့ဘေးဘက်ထွက်သွားတယ်အဲ့လိုဆိုမရဘူးဒန်လဗရက်ကမေတဲ့တရားအထုတ်တဲ့နေရာမှာကုသိုလ်ကောင်းမှုလုပ်တဲ့နေရာမှာတဲ့စူးစမ်းတဲ့နေရာမှာကျတော့ဒန်လဗရက်ကမေ မြဲမြဲမြန်မြန်လုပ်ပါတဲ့။ဘာကြောင့်မြဲမြဲမြန်မြန်လုပ်ခိုင်းတာလဲ။တိတိလောဤပြိပ္ပဇောတိတိလောဝရိယယော့တယ်ပော့တယ်ဆိုတဲ့ပြိပ္ပဇောယဟန်တွေဟာဘိန်ရောအကိရတိပဇံကိလေသာဆိုတဲ့မြူတွေကိုကိုယ့်အပေါ်မှာအများကြီးလောင်းချာရရောက်တယ်။ပြောချင်တာဥစဉ်တော့နားလဲပါတယ်။ဝရိယယော့ရင်ကိလေသာတွေအကုန်လိုလိုကိုကိုယ့်နောက်ကိုယ့်ပေါ်ရောက်လာတော့တာပဲ။ဒါကြောင့်စူးစမ်းတဲ့နေရာမှာခိုင်ခိုင်မာမာပြင်းပြင်းထန်ထန်စူးစမ်းပါကိလေသာတွေအဝင်မခံပါနဲ့ဌာနံပါတ်3ပေါ့နောက်နံပါတ် အကတံဒုက္ကတံသေယောပစ္စာတပတိဒုက္ကတံဒုက္ကတံမကောင်းမှုတွေကိုအကတံမလုတ်တာဟာသေယောအကောင်းဆုံးပဲမကောင်းတဲ့အလုပ်တွေဟာမလုတ်တာဟာအကောင်းဆုံးပဲတော်တော်များများဗာပြည့်တယ်လဲဆိုတော့မကောင်းတဲ့အလုပ်လေးငါမလုပ်ဘူးကွာဆိုစန့်လုပ်ချင်တယ်ဆိုတဲ့ပုံစံမျိုးတွေရှိတတ်တယ်အကတံဒုက္ကတံသေယောမကောင်းတဲ့အလုပ်တွေကိုမလုတ်တာဟာအကောင်းဆုံးပဲဘာကြောင့်လဲပစ္စာတပတိဒုက္ကတံမကောင်းတာတော့လုံးမိပြီဆိုရင်နောင်ကြနောင်တရတတ်တယ်နော် ကတင်စဒုက္ကဒံသေးရောကောင်းတဲ့အလုပ်ကြတော့လုတ်ဖြစ်အောင်ကိုလုတ်လိုက်တာအကောင်းဆုံးပဲ။ဘာကြောင့်လဲဆိုရန်ကတ်တော်နာနုတပတိ။အဲ့ဒီကောင်းတဲ့အလုပ်တွေဆိုတာနောင်တမရတဲ့အပြင်စိတ်ချမ်းသာမှုအပြည့်ရတယ်။တမာတိတွေပညာတွေကစဆက်ပြီးတော့တိုးသွားနိုင်တယ်။ဒါကြောင့်ကောင်းတဲ့အလုပ်တွေလုပ်ပါ။ဟောနော်နံပါတ်5အထိရှိသွားပြီနော်။နံပါတ်1ဘာလို့အောင်မလဲဆိုရင်လိုတနာကိုဖျက်ပါ။နံပါတ်2ကာမဂုဏ်တွေကိုဖယ်ထုတ်ပြစ်ပါ။နံပါတ်3 လောက်တဲ့နဲ့လောက်ကိုလောက်တဲ့နေရာမှာခိုင်ခိုင်မာမာမြင်းမြင်းမြန်မြန်လောက်ပါနံပါတ်၄မကောင်းတာကိုမလုပ်ဖြစ်အောင်ကိုလုပ်နေတာအကောင်းဆုံးပဲနံပါတ်၅ကောင်းတဲ့လောက်တယ်ဆိုရင်လုပ်ဖြစ်အောင်လုပ်လိုက်ပါဟုတ်ပြီကုသောယထာဒုက္ခဟိတောဟထမေဝနုကန္တတိဒေယဟံဘဝယဟံဘဝဆိုတာတခါလေးကြတော့ယဟံဘဝမှာနေတာထိုင်တာမတတ်ဘူးဆိုရင်ဘလို့ဖြစ်တတ်လဲဒုက္ခရောက်တတ်တယ်ငရဲတောင်ရောက်တတ်တယ်ဆိုတဲ့အကြောင်းကိုသူဥပမာနဲ့ပြောတာ ခုသောသမန်းမြက်ဟာဒုက္ခိတော်မကောင်းတဲ့ပြင်ကင်လက်ကင်အပ်သည်ရှိတော်ဟောသမန်းမြက်သမန်းမြက်ကကင်တဲ့နေရာမှာသမန်းမြက်ကရှတတ်တယ်ရှတတ်တာဖြစ်တဲ့ကြောင့်သမန်းမြက်ကကင်တဲ့ကမရှမဲ့နေရာခိုင်ခိုင်မြဲ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 ကင်ရတယ်မြဲမြဲမြဲမကင်လို့သမန်းယောကဆွဲတာတော့လူဟာဆွဲတာနွားဆွဲတာစသဖြင့်ဖြစ်သွားပြီဆိုရင်အဲ့သမန်းယူပဲလေးတွေကကိုယ့်လက်ကိုလာဖြတ်တော်တာပဲကိုယ်တော်ရတာဒုက္ခဟိတော်ခမြဲမြဲမြန်မြန်ကောင်းကောင်းမကင်လိုက်တဲ့သမန်းမြက်ဟာဟဋ္ဌမေဝနုကန္တရီလက်ကိုပဲပြန်ပြီးတော့ရှတတ်တယ်လို့ပါပဲတဲ့ ။သာမဉ္ဇဉ်ယဟန်ဘဝဆိုတာဒေါပရမတ်ထံတကယ်လို့မကောင်းတဲ့ဖြင့်သုံးသပ်မယ်ဆိုရင်ယဟန်ဘဝမှာကောင်းကောင်းမနေနိုင်ဘူးဆိုရင်နေတရားဥပါကတ္တိငရဲကိုရောက်တတ်တယ်။ဒါလေးလည်းလှတယ်နော်။ပြီးတော့ဖေအမြဲတမ်းပြောတယ်ဘုန်းကြီးဘုရားကောင်းကောင်းနေကောင်းကောင်းနေတော့ဘုန်းကြီးဘုရားအမြင့်နေရတဲ့တကယ်လို့ဘုန်းကြီးဘုရားကောင်းကောင်းမနေနိုင်ဘူးဆိုရင်အမြင့်ကပြုတ်ကြရင်ပိုးနာတတ်တယ်။သာမဉ္ဇဏဒေါပရမတ်ထံနေတရားမျိုးယူပကဲပကတ္တဒီတမန်မြတ်ဟာတပြည့်စီစတယ်တခြားအလုပ်တွေအလုပ်တွေတော့အကျိုးရှိတယ်။ဒါပေမဲ့လည်းမန်း ကိုင်းပုံကိုင်းကြီးမကမမှန်ဘူးဆိုရင်လက်ပြန်ရှာတာအဲ့ဒီလိုပဲယဟန်ဘုရားဆိုတာနိဗ္ဗာန်အတွက်အကျိုးတရားရှိတယ်ဒါပေမဲ့လည်းပဲနေပုံတင်နှိမတက်ဘူးဆိုရင်ငရဲစီတောင်ပြန်ရောက်တတ်တယ်တဲ့အမြင့်ကကြရင်ပိုးနာတတ်တယ်ယံကိစီတိတိလံကံမံတန်ကိလေထင်စာယံဝတ္တံသင်္ကတရံမြမစီယနာတံဟောဒီမဟာပလံကောင်းတယ်လို့ပြောပေမဲ့လည်းပဲကောင်းတဲ့အလုပ်ပေမဲ့လည်းပဲအကျိုးမများမများတာလေးဖြစ်သွားတတ်တာလေးသုံးမျိုးရှိတယ်ယံကိစီတိတိလံကံမံတိတိလံ ရော့ရော့ပေါ့ပေါ့လောက်တတ်တဲ့ရံကယ်စည်းကံမှာအကန့်တရားလည်းပဲအကျိုးမများတတ်ဘူးနတ်တဟောဒီမှာဗလားနော်ရံကယ်စည်းတိတိလံကံမှာရော့ရော့ပေါ့ပေါ့လောက်တတ်တဲ့အလုတ်တလုတ်အလုတ်ကိုရော့ရော့ပေါ့ပေါ့လုံရင်လည်းပဲအကျိုးမများတတ်ဘူးတဲ့ဒါကလည်းကြတော့အလုတ်ကတော့လုံနေတာပဲဒါပေမဲ့ရော့ရော့ပေါ့ပေါ့လုံနေပြီဆိုတော့ဘာဖြစ်လဲဆိုတော့အလိုရာမရောက်တော့စာကြက်တာတောင်မှစိတ်ပါလက်ပါမကျက်ပဲနဲ့ပျော်တိပျော်ဖတ်နဲ့ပြင်းတိပြင်းရွယ်နဲ့ကြက်ပြီဆိုရင်ဟာနိုင်တာနိုင်တာကုန်းသွားတယ်စာရမသွားဘူးနော် တရားထုတ်တဲ့နေရာမှာလည်းပဲရော့ရော့ပေါ်ပေါ်နဲ့ပြင်းပြင်းရွရွနဲ့လုံတရားထုတ်တယ်ဆိုရင်သမာဓိတောင်ရမလားတဲ့ဘုရားကလေးရက်တွေကများသွားတာဒါကြောင့်နံပါတ်၁ရံကိစိသိတိလံကံမှာရော့ရော့ပေါ်ပေါ်လုံတတ်တဲ့အလုပ်တွေဟာလည်းပဲအကျိုးမများတာတွေရှိတတ်တယ်တဲ့တန်ကြီးလိုက်ခြင်းစရံဝတန်မြင်နွမ်းနဲ့ဒုတင်အကျင့်ဟာလည်းပဲအကျိုးမများတာဘုဒုတင်ကျင့်လို့ပြောရင်ဦးဇင်းတော်ကတော့ကောင်းတာတွေပဲလို့သတ်မှတ်တာပဲဟုတ်ပါတယ်ကောင်းပါတယ်ဒါပေမဲ့အဲ့ဒီဒုတင်ကျင့်ကျင့်နဲ့ကျင့်ပေမဲ့လည်းပဲငါလက်လာပါရအောင်ဒုတင်ကျင့်ကျင့်တာတွေတို့ဒါနာမည်ကြီးဖို့ရအတွက်ဒုတင်ကျင့်ကျင့်တာတွေရှိတတ်တယ်နော် အဲ့ဒီလိုဒုတင်စားတဲ့အကျင့်တွေလက်လဘရဖို့ရဆိုတဲ့ယူအကျင့်မှားတယ်နော်နာမည်ကြီးဖို့ဆိုတဲ့မှားတဲ့ယူအကျင့်တွေနဲ့ကျင့်တဲ့အကျင့်ဟာလည်းပဲအကျိုးမများဘူးတဲ့ဒီလိုခုခေတ်တွေမှာဆိုအဲ့ဒါမျိုးတအားများလာပြီနောက်သင်္ကတရံမြမစီယံမြမစီယံမြတ်တဲ့အကျင့်ကိုသင်္ကတရံယုံမှတဖြင့်အောင်းမေရတော့ဟောအကျင့်ရံဘွားတော့နေတော့နေတာပဲဒါပေမဲ့ကိုကိုကိုနေတဲ့ကိုလှုပ်တဲ့အလုပ်အပေါ်မှာတန်တရားတွေနဲ့နော် ယုံကြည်မှုအပြည့်မရှိဘဲနဲ့တန်တရားတွေနဲ့ပဲလုံနေတယ်ဆိုရင်လည်းအကျိုးမများဘူးလေဟုတ်လားဒါဥစဉ်တို့လည်းဒီကနေ့ရှိတယ်သိတယ်နော်တချို့ဘုန်းကြီးတွေဘာဖြစ်လဲဆိုတော့ဘုန်းကြီးသာဝတ်ထားတယ်ဒါပေမဲ့ဖရာရတရားတွေမယုံတာသေးတယ်ဒီကနေ့ရှိတယ်ဒီကတော့အကြောက်ဦးတယ်စကိုင်းမှာတိရောရောက်တော့ဆိုဒီလိုတော့နိဗ္ဗာန်နဲ့မြင့်ဖို့တောင်မယုံဘူးဟာနိဗ္ဗာန်မှာမယုံမှတော့ဘာလုပ်မလဲမပြနိုင်လို့တဲ့ဘာမပြနိုင်ရမှာလဲနိဗ္ဗာန်ပြလို့ရတာပေါ့နော်ဒါပေမဲ့ကိုကမြင်နိုင်တဲ့မျက်လုံးမရှိသေးလို့မရှိမမြင်ရတာတော့ဘာတတ်နိုင်မလဲနော်နိဗ္ဗာန်တော့ရှိနေတာပဲ အဲ့လိုပဲသင်္ကသတံမြမစီရန်မြတ်တဲ့အကျင့်ကိုကျင့်နေပေမဲ့လည်းပဲတန်တရားတွေယုံမှမှုတွေနဲ့ပဲအမြဲတမ်းတွေးပြီးတော့ကျင့်နေရင်လည်းပဲအကျိုးမများတတ်ဘူးတဲ့အကျိုးမများတတ်တဲ့အရာပြောတာအဲ့ဒီကာထာတွေကိုမြတ်စွာဘုရားကမြတ်စွာဘုရားကိုတာယနာနဲ့သားကလာလျှောက်ရောက်ပြီးတော့မြတ်စွာဘုရားကိုရှိခိုးပြီးတော့အယုသေပြုအဲ့ဒီနေရာမှာပဲကွယ်ပြောက်သွားတယ်အဲ့ဒီခါကျတော့ညာပိုင်းကုံတွန်းမနဲ့လည်းရောက်ရောယဟန်တွေကိုခေါ်ပြီးတော့အေးညတော်ကတာယနာနဲ့သားဟောဒီလိုကာထာတွေကိုခေါ်ငါ့ကိုလျှောက်သွားတယ်ဟုတ်ပါ့ လျှောက်သွားတယ်လျှောက်သွားပြီးတော့သူကပြန်သွားတယ်ကွာဩကနာထဘိကွေဒါနာဂါထဒီဂါထတွေကိုဒါနာဂါထလို့မှတ်လိုက်ဟေ့ဒါနာနတ်သားကလျှောက်တဲ့ဂါထတွေပြည့်ွက်ပြန်ဒါနာဂါထတွေလို့မှတ်လိုက်အဲ့ဒီဒါနာဂါထတွေကိုဩကနာထရဟဏယန်ထိုင်သင်ညကွာပရိယာဘုနာတကိုသင်ပြီဆိုသူများကိုပြန်ပို့ချပေးကြကွာဒါရေတာအဲ့ဒါတွေကိုနှုတ်တဲ့လက်လွတ်ရအောင်ကြက်ထားကြကွာ အထာတန်ဤတာဘာကြောင့်သင်ခိုင်းတာလဲပို့ချခိုင်းတာလဲလက်လွတ်ချက်ခိုင်းတာလဲဆိုတော့အထာတန်ဤတာဒါယနာဂါတာအဲ့ဒီဒါနာနာတာလျှောက်တဲ့ဂါတာတွေကတကယ်အကျိုးကြီးတယ်အကျိုးရှိတယ်နော်တဲ့အာရိဗမစီကဗမစီရလို့ခေါ်တဲ့အရိယာမဲ့အကျင့်အတွက်ဒါရှိပြီပဲအရိယာမဲ့အကျင့်ကိုရောက်နိုင်တဲ့အကျင့်စဉ်တွေပဲဆိုပြီးနဲ့ဆိုပါဗျာဒီဂါတာတွေကိုရှင်းဖို့ရတာတိုက်တွန်းနော်နောက်စန္ဒီမာတော့ဒါတော့ဦးဇင်းတို့ကြားဖို့ပြီးသားအဖြစ်ပြက်တွေပါပဲ ။နာဝရီမြတ်မြတ်စွာဘုရားတရင်30စံဒီမာတေဝဗုဒ္ဓလနတာနော်လနတာဆိုတာလဘိဗံမှာနေတဲ့နတ်တာကိုလနတာလို့ခေါ်တာပါကွာ။လကိုစောင်းချောက်တာတို့အဲလကိုသူကပိုင်တာတို့အဲ့လိုအဓိကပြောချင်တာမဟုတ်ပါဘူး။လဘိဗံမှာနေတဲ့နတ်တာကိုလနတာလို့ခေါ်တယ်တဲ့။အဲ့ဒီလနတာဟာရာဟုနာတို့ရိန်နရာဟုအတူရိန်ကခဟိတောဖန့်ထားတယ်။ဒါကိုပဲလငါပုတ်ဖန့်တယ်လို့ခေါ်တာပေါ့နော်။ငပုတ်ဆိုတာဘာလဲဆိုတော့အတူရိန်ကိုပြောတာနော်။အတူရိယခန္ဓာကိုယ်ကြီးဟာဥစဉ်တော့အကြမ်းမြင့်တော့သိပြီးသားဖြစ်မှာပါနော်အဲယူဇနာပေါင်း 4800ရှိတယ်တဲ့ခန္ဓာကိုယ်ကြီးကနော်လူရဏလူဇနာပေါင်း4800ရှိတယ်တဲ့သူ့ရဲ့ဗဇက်ကယူဇနာ200ရှိတယ်အဲ့ဒီခရုံးနဲ့ခရုံးကတော့ဘာဖြစ်လဲယူဇနာ300ရှိတယ်ဒါတွေကတော့အကုန်လုံးသိစိတ်ပါတယ်ဒါမှမဟုတ်အရေးကြီးတဲ့အသုံးအခုပဲဒီကိုမှတ်ထားလိုက်တယ်နော်ခန္ဓာကိုယ်ကဘယ်လောက်လဲဆိုရင်ယူဇနာ4800အရက်အမြင့်ကြီးတဲ့ယူဇနာ4800ရှိတယ်တယူဇနာဆိုရင်10မိုင်လို့သတ်မှတ်လိုက်ပေါ့ကွာယူဇနာ10မိုင်ယူဇနာ4800ရှိတယ်သူ့ရဲ့ခန္ဓာကိုယ်အမြင့်အရေးကြီးကအဲဗဇက်ကဗဇက်ရဲ့အပေါက်ကတော့ယူဇနာ200 အာခရဝန်ကတော့ user နာ300ဟောဒါကြီးကသူကပါဇက်နဲ့ငုံမှငုံမှနော်အဲလာနတာကိုဆိုတာလာပိတ်မန်ကြီးကိုပြောတာပါပဲလာပိတ်မန်ကြီးရောလာပိတ်မန်ကြီးကိုပါဇက်နဲ့ငုံလိုက်ပြီဆိုတဲ့ကလာနတာကပါပြီးသားဖြစ်သွားတာပေါ့ရာဟုတို့တိုင်းကတဲ့လာပိတ်မန်ကြီးနဲ့လာနတာကိုဟိုပါဇက်နဲ့ငုံလိုက်တယ်ငုံလိုက်တဲ့အခါကျတော့လာရဲ့အယောင်တွေအပြင်မှာမြင်တော့ဘူးဒါဟုတ်ပဲအခုခေတ်ကျလာကပုတ်ဖန်းနဲ့လာကပုတ်ဖန်းနဲ့လို့ခေါ်တာပေါ့အဲ့လိုလာကပုတ်ဖန်းခံရတဲ့အချိန်ရာဟုအတူတိုင်းကြီးက အဲလမ်းလမ်းမင်းကြီးကိုပါဇက်နဲ့ငုံထားလိုက်တဲ့အချိန်မှာစန္ဒီမာဒေဝဗုဒ္ဓစန္ဒီမာနတ်သားကလနတ်သားကမြတ်စွာဘုရားကိုသွားသတိရလိုက်တယ်။သွားသတိရလိုက်ပြီးတော့အဲ့ဒီအချိန်မှာဟောဒီကာတာကိုညွှတ်လိုက်တယ်။နမောတေဗုဒ္ဓဝိရထုဝိရလုံလဝိရကြီးမာတော်မူတဲ့ဗုဒ္ဓမြတ်စွာဘုရားတေနမောအတုအရှင်ဘုရားကိုတပည့်တော်ရှ िख ိုးလိုက်ပါတယ်ဗျာ။ဝိပမောတော်တိတပတိတပတိအရှင်ဘုရားအနေနဲ့ခန္ဓာစတဲ့ အလုံးစုံပြင်းမြောင်းတဲ့နေရာမှာဝဲမမှုတော့ကင်းလွတ်တော်မူပါတယ်ခင်ဗျာမြတ်စွာဘုရားအနေနဲ့ကိလေသာတွေနဲ့လက်ကိလေသာတွေကလည်းပဲကင်းလွတ်တယ်အဲဆွဲလန်းတွေတဏှာတွေကလည်းပဲကင်းလွတ်တယ်ခန္ဓာအနတ်ဓာတ်သစ္စာဓာတ်တရားတွေအပေါ်မှာအလုံးအပေါ်မှာအရှင်ဘုရားအနေနဲ့လွတ်လွတ်ကင်းကင်းဒုက္ခတွေကအကုန်လွတ်ကင်းတော်မူပါတယ်ခင်ဗျာတမ္ပါဏပရိပန်တော်သမီးတပည့်တော်ကတော့ဟောဒီလမ်းကပုတ်ဖန်းခံရတဲ့အတွက်ကြောင့်ကျင်းမြောင်းတဲ့အရက်ကိုရောက်နေပါပြီခင်ဗျာ တတမေတရဏံဘဝတပည့်တော်ရဲ့အာကိုကိုးကွယ်ရာအနေနဲ့ဖြစ်ပါတပည့်တော်ကိုကယ်ပါဦးဖရာလို့ရှောက်တာပေါ့နော်မြတ်စွာဘုရားမြတ်စွာဘုရားကိုတပည့်တော်ရှိခိုးပါတယ်ဖရာမြတ်စွာဘုရားကတော့ဘယ်လေးပဲအနောက်ရှက်မှာမရှိဘဲနဲ့လကင်းလကင်းကင်းလွတ်လွတ်နေနိုင်တော်မူပါတယ်ဖရာတပည့်တော်ကတော့အအစွမ်းနေတဲ့အတွက်ကြောင့်နော်လမ်းကပုတ်ဖမ်းခံရပြီးတော့ကျင်းမြောင်းတဲ့နေရာမှာနေနေရပါတယ်ဖရာဒါကြောင့်တပည့်တော်ကိုကယ်ပါဦးဖရာလို့လှန်ရှောက်လိုက်တာနော်ရှောက်လိုက်တဲ့အခါကျတော့မြတ်စွာဘုရားက လနတာကိုအကြောင်းပြုပြီးတော့ရာဟုအတူရင်းကြီးကိုဟောဒီကာတာနဲ့လန့်ပြောလိုက် ရာဟုအတူရင်းကြီးကိုပြောတာတထာဂတရဟန္တာသန္တိမာတရဏံကတော်သန္တိမာလနတာကတထာဂတရဟန္တာပူဇော်သူကိုခံထိုက်တဲ့ငါဘုရားကိုတရဏံကတော်အမြဲတမ်းကိုယ်ွယ်တဲ့ပုဂ္ဂိုလ်ကြီးပါကွာအမြဲတမ်းကိုစိတ်ကနေတဲ့ပုဂ္ဂိုလ်ကြီးပါနော်လနတာနဲ့နေနတာဆိုတာကတဲ့မဟာသမယတော့ဟောတဲ့အခါတုန်းကသူတို့တွေကသောတာပန်ဖြစ်ပြီးသွားပြီ သောတာပန်ဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့ဘုရားတရားတန်ခါပေါ်မှာယုံကြည်မှုတွေကိုယ်ွယ်မှုကတော့ဥစဉ်လို့သိပြီးသားပဲအသက်နဲ့လဲပြီးတော့ယုံကြည်တယ်အသက်နဲ့လဲပြီးတော့ကိုယ်ွယ်တာပေါ့ဒါကြောင့်ရာဟုသူရိကြီးရဲ့ဟောဒီလနဲ့သားကငါဖရာကိုကိုယ်ွယ်ကိုယ်ွယ်သွားတာကြားပါပြီရာဟုစန္ဒံပမုံဇတ်သူရာဟုသူရိကြီးရဲ့မဲ့အနေနဲ့လမင်းကြီးဆိုတဲ့လနဲ့သားကြီးကိုလွတ်လိုက်ပါကွာဗုဒ္ဓလောကနုကံပကမြတ်စွာဘုရားက အားလောကလူသားအားလူသားမှာမဟုတ်ပါဘူးနတ်တွေရောပါတာပေါ့နော် လောကသားအားလုံးလူတွေနတ်တွေမြမာတွေအားလုံးအပေါ်မှာတနာငဲ့ညာစောင့်ဖြောက်တော်မူတတ်ပါတယ်လောကနုကံပကဆိုဘာကြောင့်ပြောတာလဲဆိုတော့ငါကတဲ့လနတာအပေါ်လည်းပဲအမြဲတမ်းစောင့်ရှောက်ပေးတတ်ပါတယ်မဲယာဟုသူရိန်ကိုလည်းပဲအမြဲတမ်းတနာစောင့်ရှောက်တတ်ပါတယ်ဒါကိုပြောချင်တာပေါ့နော်ဒါကြောင့်ယာဟုသူရိန်ကြီးရဲ့တဲ့ ငါဘုရားကိုဟောဒီလနတာကအမြဲတမ်းကိုးကွယ်နေတဲ့ပုဂ္ဂိုလ်ပါဘုရားကိုးကွယ်တဲ့ဗုဒ္ဓဘာသာတစ်ယောက်ပါအဲဒီလနတာကိုလွတ်လိုက်ပါတော့ငါဘုရားဟာလောကကြီးကိုအမြဲတမ်းအစဉ်ဆောင်ရှောင်နေတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်ငါဘုရားရဲ့တပည့်ကိုအဲ့လိုဒုက္ခမရောက်ပါစေနဲ့လို့ပြောလိုက်တာဒါတွေကကြတော့ရာဟုတော်လိုက်ကြီးကလနတာကိုလွတ်လိုက်ပြီးတော့တရမာနရူပောအမြန်ပြေးသွားပြီးတော့ဘယ်သူစီသွားတယ်လဲဆိုတော့ဝိပဿနာစီအတုဒါစီသွားလိုက်တယ်သူတို့ခေါင်းဆောင်ကြီးပေါ့ အမြန်ပြေးပြီးတော့သူတို့ဝေပါဆိုင်တဲ့သူရာစီသွားသွားပြီးတော့တန်ဝေကောဟာကြောက်ကြောက်လန့်လန့်နဲ့လောမဟာရဇာတော်ကျတိမွင့်ညင်းနေထားပြီးတော့အဲတနေ့ရရပြီးတော့ဝေပါဆိုင်တဲ့သူရာကြီးကိုဒီကာထာနဲ့ပြောလိုက်တယ်ဝေပါဆိုင်တဲ့သူရာကြီးကဘာလဲဆိုရင်ရာဟုသူရာကြီးကိုမေးလိုက်တယ်ကိန်တို့တန္တရမာနောဝတန္တရမာနော ဟာအမြန်ပြေးလာတာကိန်ဘကြောင့်လဲကွာရာဟုရာဟုသူရာရဲ့တန္တရမာနောအမြန်ပြေးလာတာကိန်ဘကြောင့်လဲစန္ဒံပမုံဇတိ လမ်းနဲ့သားကြီးကိုလွတ်လိုက်တာဘာကြောင့်လဲသဝေကရူပအာဂမမင်းကကြောက်နေတဲ့ပုံကြီးပါလားဂိန်တို့ဘီတော့ပါတဲ့တတိဘာကြောင့်ကြောက်လန့်တဲ့ပုံစံမျိုးနဲ့လာရဲရတာလဲလို့မေးတာမေးတဲ့အခါကျတော့တတ္တတာမေဖလာဖလေမုတ်တာဇီဝံတော့နတုခံလပေဗုဒ္ဓဂီတာဘိတဂီတော်မိနောစင်မုံစီရအစန္ဒီမံဗုဒ္ဓဗဂီတာဘိတဂီတော်မိကျွန်ုပ်ကိုရွယ်ပြီးတော့မြတ်စွာဘုရားကဂါထာနဲ့ရွတ်လိုက်တာနောစင်မုံစီရမောင်အစန္ဒီမံအဲ့ဒီဂါထာနဲ့ရွတ်လိုက်တဲ့အတွက်ကြောင့်မြတ်စွာဘုရားတိုက်တွန်းတဲ့အတိုင်းပဲ လနတ်သားကိုမလွတ်ဘူးဆိုရင်တော့တတတာမေဖလေမုတ်တာဟာငါကောင်းကြီးကတော့ခုနစိတ်ခုနပြကွဲသွားလိုက်မယ်ဇီဝံတော့နာတုကံဝတေကွဲသွားပြီးတော့သေခြင်းသေးလိမ့်မယ်မသေးတောင်မှာတဲ့အသက်ရှင်နေတောင်မှာချမ်းချမ်းသာသာငါနေရတော့မှာမဟုတ်ဘူးချမ်းသာမှုရမှာမဟုတ်တော့ဘူးဒါကြောင့်လွတ်လိုက်ရတာပါဒါကြောင့်ကြောက်နေတာပါဒါကြောင့်အရှင်မင်းကြီးစီအမြန်လာရတာပါဆိုပြီးတော့ပြောလိုက်တာနော်အဲဟုတ်ပြီသူရိယတော့ဒါလည်းပဲအတူတူပါပဲနေနှစ်သားကိုရာဟုသူရိကြီးက ပါဇက်ထဲမှာဖမ်းထားတယ်ဖမ်းထားလိုက်တဲ့အခါကျတော့နေငပုတ်ဖမ်းတယ်ပေါ့အဲနေငပုတ်ဖမ်းတဲ့အခါကျတော့နေနတ်သားကလည်းပဲသောတာပန်ဖြစ်တဲ့အတွက်ကြောင့်အော်မြတ်စွာဘုရားကိုသွားသတိရပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်နမောတေဗုဒ္ဓဝိရတုမြတ်စွာဘုရားကိုရှိခိုးပါလေဗျာမြတ်စွာဘုရားကတော့အဲအည်အတွေးအည်ချင်းတွေအများကြီးရှိတဲ့အတွက်ကြောင့်အကုန်လုံးကလွတ်မြောက်ပြီးပါပြီဖေယျတမ္ပါဒပရိပန္နောသမိတပည့်တော်ကတော့အော်လငပုတ်ဖန်းခံရနေငပုတ်ဖန်းခံရတာဖြစ်တဲ့ကြောင်ဒါကုသူရိရဲ့ဗဇက်ထဲမှာကျင်းကျင်းမြောင်မြောင်နဲ့နေနေရရောက်နေပါပြီဗျာတတ္တမေတ္တနံဘုရားတပည့်တော်ကို ကဲစေပါဦးအဲဒီခါကျတော့မြတ်စွာဘုရားကမိတ်လိုက်တယ်သရဂတာရဏန္တရိယောတရဏံကတော်နေနာသဟာငါဘုရားကိုမာသမယတော့ယူနာပြီးတဲ့နောက်ကနေစပြီးတော့သောတာပန်ဖြစ်အမြဲတမ်းငါ့ကိုကိုးကွယ်နေတဲ့ပုဂ္ဂိုလ်ပဲရာဟုဒုရိယံပမုံဇတ်တို့ရာဟုဒုရိယေနေနာသကိုလွတ်လိုက်ပါတော့ဗုဒ္ဓလောကန္တုကံပကမြတ်စွာဘုရားလောကလူသားတွေလောကညာလောကသားတွေအားလုံးအပေါ်မှာအမြဲတမ်းကယ်ဆယ်ဆောင်လျှောက်တော်မူပါတယ်ဒီလိုယွတ်လိုက်ယွတ်လိုက်တယ် ဒါရီမကပဲနဲ့ဂါထာတစ်ခုထပ်ပါဟောလိုက်သေးတယ်။ယောအန္တကရေယောဟောရိနေနတဆိုတာဟာအန္တကရေဓမ္မတိအကန်းအကန်းအနေနဲ့ဖြစ်အောင်လုံနိုင်တဲ့ဓမ္မတိအမိုက်တိုင်းအမိုက်မောင်ကြီးဝန်လာပြီဆိုရင်လူတွေကမိဒါမရှိဘူးဆိုမျက်လုံးတွေကန်းသွားမယ်။ဘာမှမမြင်ရတော့ဘူးပေါ့ကွာ။ဘာမှမမြင်ရတော့ဘူးပေါ့။အခုပြောတော့မိတွေရှိလို့ပေါ့။ရှေ့ကတုန်းကဆိုနေတာမရှိဘူးဆိုရင်အမောင်အမောင်ကြီးတဲ့မှာနော်လူတွေကိုကန့်အောင်လုပ်ကန့်တဲ့ပုံစံမျိုးတွေဖြစ်သွားနိုင်တဲ့အမောင်တိုက်ကြီးတဲ့မှာ ။ဘာပင်ကတော့ဟောဒီနေဆိုတာအယောင်ကိုအမြဲတမ်းပေးတတ်ပါတယ်ကွာ။အမလောကအမောင်တကြီးဖြစ်နေတဲ့အချိန်မှာဟောဒီနေနတ်သားကြောင့်ဟောဒီနေဗိမာန်ကြီးကြောင့်အယောင်တွေရသွားတာပါ။ဝေရောစနောအယောင်တွေကလည်းပဲတကယ်ထွန်းတောက်တဲ့အယောင်တွေရှိပါတယ်။မန္တလေးနေဝန်းကြီးကလည်းအဝန်းအတန်နာအဝန်းအဝိုင်းကြီးပုံစံမျိုးဖြစ်နေပါတယ်။ဩကတေဇော တကောကလည်းပဲတကယ်ထက်ပါပြီတယ်နေရဲ့အယောင်မရောက်တဲ့နေရာမရှိတော့အောင်ဒီကိုတကောကထက်ပါပြီတယ်မာရာဟုံမာရာဟု ရာဟုတို့ရဲ့ရဲမဲ့အနေနဲ့မာဂိလိအမျိုးသင့်ပါဘူးစရံအန္တလက်ကေကောင်းကင်မှာပြေးနေတဲ့ကောင်းကင်မှာသွားနေတဲ့နေကြီးကိုမမျိုးသင့်ပါဘူးဗဇံမမရာဟုရာဟုတို့ရဲ့နဲ့ဒုရိယဟောဒီနေနတဆိုတာဟာမဇံမမငါဘုရားရဲ့သားတော်ပါပမုံစလွတ်လိုက်ပါတော့ဆိုပြီးတော့မြတ်စွာဘုရားခါတာရွတ်တာတားတော်ဆိုတာခုနပြောခဲ့ပြီမာသမယတော့နာပြီးတဲ့နောက်ပိုင်းမှာနေနတ်သားရောလနတ်သားရောသောတာပန်ဖြစ်သွားပြီဒါကြောင့်ပဇံမမလို့မြတ်စွာဘုရားကမိတ်တာ ။အဲလိုပြောလိုက်တဲ့အခါကျတော့အမြန်ဝေဘစိတ်တိသူရာစီရာဟုသူရင်းကြီးကသွားအာကြောက်ကြောက်လန့်လန့်ကြက်တိမွန်ညင်ထပြီးတော့ရက်နေတဲ့အချိန်ဝိပဿိတေသူရာကြီးကသူ့ကိုမေးတယ်ဟာဘာကြောင့်အမြန်အမြန်လာရတာလဲဘာကြောင့်ယန်နေနသားကြီးကိုလွတ်လိုက်ရတာလဲဘာကြောင့်ကြောက်လန့်တဲ့ပုံစံမျိုးနဲ့ဒီနေရာမှာလာရက်ရတာလဲဟာမြတ်စွာဘုရားကခါတာတွေရွတ်လိုက်တာတကယ်လို့သာငါနေနသားကိုမလွတ်ဘူးနေမင်းကြီးကိုမလွတ်ဘူးဆိုရင်ငါရဲ့ဥက္ကဋ္ဌိတ်ဟာခုနှစ်စိတ်ခုနှစ်ပြားကွဲလိမ့်မယ် သေးခြင်းသေးသွားလိမ့်မယ်မသေးတောင်မှအသက်ရှင်တောင်မှချမ်းမြမ်းသာတာနေရာတော့မှမဟုတ်ဘူးဒါကြောင့်လွတ်လိုက်ရတာပါလို့ဒီမှာပြောလိုက်ရတယ်ပေါ့နော်ကြော်ပါ